ကိုရီအမတွေအားလုံးမင်္ဂလာပါရှင်ဒီ community call တွေရှိရဲ့နေ့လေးပေါ့နော်အပတ်စဉ်ဗုဒ္ဓဟူးနေ့နဲ့တနင်္ဂနွေနေ့ဆိုလို့ရှိရင်ဒါစိတ်ထဲမှာအလုံးလုံးနေနေကိုပျော်တယ်အာဘာလို့လဲဆိုတော့ဟိုကိုနဲ့အရင်ပဲချင်းတူတဲ့သူတွေနဲ့စကားတွေပြောရတဲ့အဘိနေသိမ့်မှုတွေလည်းအများကြီးရတယ်မမြင်ဘူးတောင်းလဲတောင်းလဲမမြင်ဘူးဒါပေမဲ့ဟိုချစ်ချစ်ခင်ခင်နဲ့ community group လေးထဲမှာစကားလေးပြောနေရတာကိုမြင်ရတော့လေဒီ ရှိနေတဲ့ကိုယ့်ရဲ့ပိုင်ဆိုင်ထားတဲ့ဒီအဝန်းအဝိုင်းဒီအပိုင်းဝိုင်းလေးကိုတကယ်အရင်ချစ်ပါတယ်။အားလုံးကလေမတူညီတဲ့နေရာဒေသတွေမှာရောက်နေရဲမတူညီတဲ့ဟိုခက်ခဲရှိရဲခက်ခဲမှုတွေရှိရဲပင်ပန်းမှုတွေလည်းရှိမယ်နော်။ဒါတွေကိုမေ့ပြီးတော့ဟိုအားလုံးအခုလို community call live လေးမှာဆိုလို့ရှိရင်အားလုံးကဟိုတသားတဲ့ရှိနေတဲ့အချိန်တွေကတကယ်ကိုတံပိုးအများကြီးရှိပါတယ်တံပိုးဖြတ်လို့မရပါဘူးရှင် ိုကိုနဲ့သေးရင်ဒါရင်နေနောက်တစ်ခုကစိတ်ချင်းတူပါတယ်လို့မှတ်ထားတဲ့ငယ်ပေါင်းကြီးပေါ်တငယ်ချင်းကြီးတွေတောင်မှလေဒီတော်လန်ကြီးမှာရှောက်တဲ့လမ်းချင်းမတူကြတော့ဘူးဟိုခုဆိုရင်ဒီတော်လန်ကြီးကလေလူတွေအားလုံးကိုစစ်ထုတ်ပေးလိုက်တာအကြောင်းမျိုးလေအခုလိုဟိုရှင်ဘချင်းတူတဲ့လူတွေကိုတွေ့ရတာလို့ထင်ပါတယ်ဟုတ်ကဲ့အခုဆိုရင်ဟာဒီနေ့ရဲ့ live လေးမှာပေါင်ရင်အားဖြည့်ပေးမယ်အဲ့တယ်တော့ ကျက်တဲ့နဲ့ဒီလေရောက်နေပြီဆိုတော့ဒီနေ့ live လေးကိုဆက်လိုက်ပါမယ်။တင်းနဲ့စစ်ချောင်းကပြည်သူရဲဘော်ကိုဟယ်ရီနဲ့မှုရီမင်္ဂလာပါရှင်။မင်္ဂလာပါမရေ။ဟုတ်ကဲ့မင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ပါဒီကနေ့ရဲ့ community call live ကိုပေါ့နော်နားထောင်နေတဲ့ဟိုမိဘပြည်သူတွေတရားဖွဲ့ကြောင်းလေးနဲ့ကိုဟရီကအယုံဆုံးမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါဟိုကျွန်တော်ကတော့ဒီစတနက်စကြောင်းမှာစကြောင်းထောက်ဖို့တာဝန်ကိုထမ်းဆောင်နေတဲ့ရဲဘော်ဟရီပဲဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါမှုလဲတစ်ချက်လောက်မိတ်ဆက်ပြပါအောင်ရှင်ဟုတ်အောင်မဲမင်္ဂလာပါညီမကတော့တသနတ်စစ်ကြောင်းတက်ခွဲတက်မှာတက်ကြကြီးစီတာဝန်ထမ်းဆောင်နေရဲ့မှုပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါကိုဟယ်ရီနဲ့မှုအပါဝင်ဒီတသနတ်စစ်ကြောင်းကရဲဘော်တွေနဲ့ဒီအားလုံးနဲ့မစိမ့်ဘူးလို့ထင်ပါတယ်ကျမတို့ပြီးခဲ့တဲ့ဇန်နဝါရီလနေဦးတီဖွင့်ပွဲခမ်းနားမှာဟိုအင်တိုင်းအားတိုင်းတွေကိုပါဝင်အားဖြည့်ပေးထားတဲ့အဖွဲ့လေးတစ်ခုဖြစ်ပါတယ်ရှင် ဟိုဒါနဲ့လေဟိုစကားမဆက်ပေါ့နော်ကိုဟယ်ရီနဲ့မှုန်းတဲ့ကိုမေးချင်တာလေးတခုရှိရသေးလားအဲ့ဒါကဘာလဲဆိုတော့ဒီနှွေဦးထီဖွင့်ပွဲရဲ့ live မှာပေါ့နော် MC လောက်ရတဲ့ခံစားချက်ရင်ခုန်စိတ်လှုပ်ရှားမှုလေးတွေကိုအလေးတလေးဆက်ဆူကြပါရယ်ဒီအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့မှုရဲ့ရင်တွင်းခံစားချက်လေးတွေကိုအရင်ဆုံးနားထောင်ကြပါရယ်ရှင်အာဟုတ်ကဲ့အာမှုကပြောရရင်မှုတို့ကျောင်းကနေပြီးတော့ရှေ့မှာကမ်ပိန်းနေ လုတ်ဖူးတယ်ပေါ့နော်ကမ်ပိန်းတွေလုတ်ဖူးတော့အဲကမ်ပိန်းတွေမှာတော့မှုကဟို live တွေပါလေလွှင့်တာတို့စကားပြောတာတို့အဲ့လိုမျိုးတော့လုတ်ပေးဘူးတယ်ဒါပေမဲ့လိုမျိုးအဲ့လို setting ခန်းခန်းနားနားနဲ့အဲ့လိုမီးအောင်ဆုံဆုံလင်းလင်းနဲ့အောက်မှာအဲ့လိုမျိုး MC လုပ်ရတဲ့အတွေ့အကြုံမျိုးကမှုဘွားမှာတခါမှမရှိခဲ့ဘူးပေါ့နော်အဲ့တော့မှုအဲ့အချိန်တုန်းကတော့တကယ်စိတ်လှုပ်ရှားခဲ့အဲပြီးတော့အဲမှုမှတ်ထားတဲ့စာတွေအဲအဲ့အချိန်မှာပြောရမယ့်စကားတွေပေါ့နော်အဲ့အရာကြီးကိုအဲပြောရင်မိသွားမှာကြောက်တယ်ပေါ့နော်မိသွားမှာကြောက်တယ်ပြီးတော့ အဲဘယ်လိုပြောပြရမလဲဒီလိုအဲ့ဗီဒီယိုလေးအဲ့လိုမျိုး live တွေလွှင့်နေတဲ့အချိန်မျိုးမှာခဏရပ်လိုက်တဲ့အချိန်မျိုးတွေရှိရဲအဲ့လိုအချိန်မျိုးတွေမှာဆိုလေစိတ်ထဲမှာအားကြီးပေါပါသွားတယ်လို့ခံစားရတယ်။အော်ငါဒီတစ်ပိုင်းတော့ဒီလိုပြောလိုက်နိုင်ပြီအဆင်ပြေပြေနဲ့ငါပေါက်တက်ကရမလုံးမိဘူး။အဲဘာလို့လဲဆိုတော့မှုကနည်းနည်းပေါက်တက်ကရအဲတခုခုတော့လွဲတော့လွဲတတ်တဲ့လူမျိုးလေးအဲ့လိုမျိုးဆိုတော့အဲ live ခဏရပ်သွားပြီဆိုရင်အား အေးရက်ခဏရက်အဲမနစ်ဗနမနစ်ရရဲအဲ့လိုအချိန်မျိုးอ่ะဆိုရင်အမှုလုံးဝစိတ်ကြီးอ่ะပေါ့ပါဟာငါဒီတစ်ပိုင်းမှာတော့ကောင်းအောင်မပြောလိုက်နိုင်ဘူးအအဆင်ပြေမယ်ထင်တယ်အဲ့လိုပုံစံမျိုးပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့ live မှာအဲ့လိုမျိုးအမားယွန်း MC လုပ်နေနေအမားယွန်းနေပါဖြစ်ရင်ရှေ့ရနေပြီးတော့အဲဘာမားနေလဲဆိုပြီးတော့ခါကျရင်ဆာရွက်တွေပါထောင်ပြရရှိရလက်ဟန်အမူရရဲ့လုတ်ပြရရှိ အဲ့လိုအချိန်မျိုးမှာဆိုတကယ်ဘာမှအမျိုးလုံးထဲမှာမမြင်တော့ဘူးပြောရမယ်ဟာဝဲတတိယပြီးတော့ကွာရှေ့ကဘာကြီးလောက်ပြနေလဲတလွဲကြီးလောက်နေတာကိုပြောနေလားအဲ့ဟာကြီးကအစားမျိုးလုံးထဲမှာဘာမှမရောက်တော့ဘူးစိတ်ကြီး pressure ကြီးအရန်ပြီးပြီးတော့အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဖြစ်ပြီးတော့အဲ like ကပြီးတော့မယ်အဲ3 2 1ပြီးပြီးဆိုပြီးတော့အဲရက်သွားပြီးဆိုတဲ့အချိန်ထဲမှာစိတ်ကဘုံနဲ့ဆိုအဲတော့ချလိုက်ပြီးတော့ပေါ့နော်အေးငါကောင်းမွန်တော့လှုပ်လိုက်နိုင်ပြီဒီတခါတော့ငါတလွဲမဖြစ်တော့ဘူးအဲအဲ့လိုပုံစံမျိုး ဖြစ်တယ်ပေါ့နော်အပြင်နောက်တစ်ခုကကိုကထီထိုးတယ်လीထီထိုးတော့အဲမဲနိုင်တဲ့ဟာမျိုးကိုအော်ကိုက MC လဲလုံနေရရဲ့ကိုရဲ့ဘေးမှာလဲနောက်ထပ် MC တယောက်ဖြစ်တဲ့ Harry ကမဲနိုင်ပြီးနေအဲ့ဒီတော့ဘေးစုလဲတော့မသိဘူးနော်အဲ့ဒီတော့မှုပစက်ကပြောလိုက်မိအောင်နော်မှုကိုနောက်ဆုံးခဏကတုံညတုံလုံးရွေးပေးပါအောင်အဲဒီ303လုံးနဲ့ဆိုရင်ပူရင်ခုံးလို့ရပြီပေါ့နော်။မှုကနန်းကပေါက်လောက်ပြီပေါ့။အဲအဲ့လိုမျိုးတွေးရပေါ့နော်။တွေးရချိန်မှာတိုက်တိုက်ဆိုင်ဆိုင်ပဲနောက်ဆုံးကနန်းနှလုံးကတုံညနှလုံးထိရတယ် အဲ့ကျွန်မမှုတပတ်ဘီကပရက်ဘယ်လိုပြောလဲအရန်ပျော်နေပြီပေါ့နော်။ဟာငါနှလုံးကတူနေပြီ။နောက်ရှေ့ရနေပြီးတော့ငါလုံးရဲ့ကြံတော့တယ်။အဲတူတော့ကောင်းပါပဲ။အဲ့လို feel မျိုးရရပေါ့နော်။ရရရပြီးတော့တကယ်မဲနိုင်ပြီးတော့သုံးလုံးမြောက်လဲနိုင်လဲနိုင်ကော။တုံရလိုချင်တာတုံရမရဘူး။တခြားကနေလည်းရောက်ပြီ။သူကလည်းမျက်နှာကြီးကချင်းပြက်ပြက်သွားဝုန်းနေပြန်ကောင်းတာကင်မရာမှုဘက်ကိုမလဲပြဘူး။မှုဘက်ကသာလှိုက်ပြိုင်မှုရဲ့ရုပ်ကပြက်သွားပြီးတော့လေ။တော့ဝန်းနေတဲ့ရုပ်ကြီးကချင်းပေါ်လာတာ။ဒါပေမဲ့ဘယ်လိုပြောရမလဲ။ အအစင်ပြေရောပြန်ပြန်ပြောင်းလိုက်နိုင်တယ်ဗောနော်အိုးငါ MC လုံးမရပဲငါအဲ့လိုဒီပြစင်ရဖြစ်လို့မရလေဆိုပြီးတော့လေပြောရင်တအားရင်ခုန်ခဲ့ရတဲ့အချိန်လေးဗောနော်အဲ့လိုအချိန်မျိုးတော့ရှိခဲ့တယ်ပြီးတော့မူဒီ MC အနေနဲ့တစ်ခေါက်လုံးလိုက်ရတာမူရဲ့ပြောရရင်ဝါသနာအစ်စ်ကိုတွေ့သွားတယ်ဗောမူ personal ဖြစ်ချင်သွားတယ်အကေငါသာဒီတော်ရေးမှာအခုရုံပိုင်းကိုတာဝန်ထမ်းဆောင်နေရတော့ငါဒီတာဝန်ကိုဒီငါဒီချက်လုံနိုင်နေငါဒီလုံကြီးကို ဒီလောက်နေပဲငါမတင်းတိမ်နိုင်ဘူးပေါ့နော်ဒီလုံမမဲလုံနေပြီးတော့ငါလုံနိုင်တာတစ်ပိုးရဲ့ຢာကိုပိုလုံးချင်တယ်ဆိုညီမဒီဘက်လမ်းကြောင်းကိုပြောင်းဖို့အတွက်ညီမမအထောက်ကူအများကြီးရသွားတယ်ညီမရဲ့ဝါးစားပါတဲ့ဟာကိုနည်းနည်းအဲစိတ်ဝင်စားလေးလာရသွားရပေါ့နော်အဲ့အတွက်လည်းဒီຫນွေဥထီမိသားစုအကုန်လုံးကိုလည်းညီမကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဘိုးရေကျေးဇူးတင်ပါတယ်ဟိုမှုဖြောသွားတဲ့ခန်းစားချက်တွေကအမအပြေအဝအောင်နားလေတယ် အဘောက်လဲဆိုတော့အမားဆိုလို့ရှိရင် Reality ဖွင့်ပွဲ live day မှာလာတိုင်း MC အနေနဲ့ဟိုရှိနေပေမဲ့တည်းဒါတကယ်ကို live လွှင့်နိုင်မှာမတူညီတဲ့ခံစားချက်တွေမတူညီတဲ့ရင်ခုန်မှုတွေရရှိနေတော့မယ်ဒါဟိုဘလို့ပဲ MC ပဲလို့လို့ဘလို့ပဲ live day လွှင့်တဲ့ဘလောက်ပဲ host လို့လို့ဟိုရင်ခုန်ရတဲ့ခိုက်တန်နေရာလေးမပြောက်သွားဘူးပေါ့နော်ခုနကမှုပြောသလိုပဲဟို live စဖို့အတွက်ကိုကောက်တောင်းရှိတဲ့အချိန်မှဆိုလဲ အရန်ကိုရင်ခုံရတယ်အဲ့ဒီအချိန်ကတော့ရင်ခုံမှုတန်းဖို့အမြင့်ဆုံးပဲအဲမူပြောသလိုပဲ live tv ကောက်တောင်းကညင်သွားပြီဆိုလို့ရှိရင်အဲ့ဒီအချိန်မှာ ဖြစ်ရဖြစ်ပေါ်လာတဲ့ခံစားချက်ကလေဟိုဘာနဲ့မှမတူကိုယ့်ရဲ့စိတ်ထဲမှာလေလွတ်လပ်ပေါ်သွား အားပြီးတော့လေစိတ်ဒုံဒုံချနိုင်သွားတဲ့အနေအထားလေးပေါ့နော်ဟိုမူကလက်ရှိမှာမြေပြင်မှာတာဝန်ယူထားတဲ့အပိုင်းတွေလည်းရှိတယ်ဒီအလုပ်တွေလည်းရှိတဲ့အပြင်ကိုထပ်ပြီးတော့ကိုယ့်ရဲ့ဒီ Nuyuti ဖွင့်ပွဲ live ကနေတက်ဆင်ပြီးဝါသနာအသစ်ကလေးတွေ့ရှိသွားတဲ့အတွက်ကိုလည်းဝမ်းသာတယ်ဟိုဒီပေါ်မှာကိုလည်းကိုကအောင်မြင်စွာနဲ့ရှောက်လန်းနိုင်ပါစေလို့လည်းစုမောင်းကောင်းတောင်းပေးလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါမွေ နောက်တစ်ယောက်ပေါ့ကိုဟယ်ရီပေါ့ကိုဟယ်ရီရဲ့ရင်တွင်းခံစားချက်လေးလည်းနားထောင်ကြပါရယ်ကိုဟယ်ရီမျှဝေပေးပါအောင်ရှင့်အော်ဟုတ်ကဲ့ကျွန်တော်ဟာတော့ပြောအောင်ပါနည်းနည်းရှက်နေတယ်အော်ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်တော်ကလည်းဒီမှုနဲ့တူပေါ့နော်ထွန်းီးလကောင်းမယ်ဘယ်လိုပြောမလဲကျွန်တော်တို့ကြောင်ရဲ့ဒီ project ဒီမှာဒါကျွန်တော် line လွှင့်ပြီးတော့ဟိုဒီ product လေးအများကြီးပြောပြတာပေါ့နော်ဒါပေမဲ့တကယ် ဒီကိုရဲ့အစိုးရတရရဲ့ຫນွေဥတီလိုက်มาပါရမယ်ဆိုတဲ့အခါကျတော့ကျွန်တော်မေးတယ်ကျွန်တော်အသင်ပြေပါမလားတခြားလူကိုဒီရွေးလို့မရဘူးလားဗောနော်ဘာကြောင့်လဲဆိုတော့ကျွန်တော်အကြောင်းလို့အိုက်လိုက်ပြတ်သွားမှာဟိုတအားဆိုးရဘာလဲဆိုတော့ဒါကျွန်တော်တို့သတ်မှတ်ထားတဲ့တရားဝင်အစိုးရရဲ့အရေးကြီးတဲ့ခန္ဓာတစ်ခုဖြစ်ရှိနေတဲ့အခါကျတော့ကျွန်တော်အနေနဲ့လွယ်မမှုတွေဖြစ်စေခြင်းမူပြီးရဲ့အခါကျတော့အိုက်စင်မှာကိုကိုတိုင်းကလည်း ငပြားဖြစ်နေရငပြားဖြစ်နေတဲ့ခါကျတော့ဆေးရထိုးလိုက်ရတရက်ကိုအဲ့တလုံးနှလုံးအဲ့လိုထိုးတယ်ပြီးလို့ချင်းဆေးလဲပုံမှန်တောက်တယ်ပေါ့အော်စိတ်လှုပ်ရှားနေတယ်အဲ့နောက်ပိုင်းမှာကျတော့ဟောငါစူးစမ်းပြနိုင်မှာပါပေါ့စူးစမ်းပြမယ်ဆိုလို့ချင်းဒီစစ်ကြောင်းအတွက်လဲဒါဟိုပထမဆုံးရေပြင်ကိုလာပြီးတော့ဖွင့်တဲ့ຫນွေဥတီတဲ့ဖြစ်တဲ့ခါကျတော့အာစစ်ကြောင်းလဲ ဒါတခုအနေနဲ့ပြောလို့ရှိရင်ဒါနည်းနည်းလေးနာမည်ကြီးသွားမှာပေါ့နာမည်ကြီးတယ်ဆိုတာထက်အာကျွန်တော်တို့ကနေစတင်ပြီးတော့လှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာဟိုတခြားစစ်ကြောင်းတွေတည်ရင်းတွေပေါ့နော်ဟိုသူတို့လက်ရလဲရောက်မလာဘူးလို့မပြောနိုင်ဘူးလေဒါကတော့ကျွန်တော်တို့ကဟိုကြိုတင်ခံမှန်းလို့မရဘူးအခြေအနေနဲ့ချိန်ခါရပြောင်းလဲနိုင်တဲ့သဘောတွေရှိရပေါ့အဲ့ဒီမှာကျွန်တော်လက်ခံလိုက်တယ်လက်ခံပြီးတဲ့အခါကျတော့ဟိုအဲ့ live ကို ကျွန်တော်ဝင် join မို့ရပါတော့အဲ့ presenter ဖြစ်နေအာကျွန်တော်လည်းမှုနဲ့အများကြီးလေ့ကျင့်ကြရတယ်လေ့ကျင့်တာတော့မှဒီသူတို့ရိုက်ကူးရေးအဖွဲ့သားတွေမျိုးထိအဖွဲ့သားတွေရှိမှလေ့ကျင့်မှုသူတို့နဲ့ရဟာတခါပဲကျွန်တော်လေ့ကျင့်တယ်ကိုယ့်အမမော်နမနဲ့ရောကြိတ်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 နဲ့အာလေ့ကျင့်အာအဲ့ချိန်မှာမဖြစ်လဲဆိုတော့လေဟောမနေ့ဖြတ်ဆိုရင် like ကစမှာလူကငှက်ဖြာထနေအဲနောက်ရက်မနေ့ကျတော့လေဒီ live မှာဗောနော် စင်ပြေအောင်ဆိုပြီးတော့အဲမနမနဲ့ရောလေ့ကျင့်ရင်မတန်ငပြားဆက်တက်လာရောဒါပေမဲ့သူတို့ရဟတဲ့ပြန်လုံးမဲ့ချိန်ကလုံနေတယ်လုံနေတဲ့ခါကျတော့ဟိုဟာကျွန်တော်အိုင်နွေဦးထီအကူတရားကိုပြောတယ်အကူလို့ကျွန်တော်စေးသွားထုံးွယ်ချိန်ရသေးလားဆိုရတယ်တဲ့ဆိုတော့တော်တော်ဆိုးရင်ဟိုလားငပြားတက်နေပြီဆိုတော့ဟိုအဲ့စေးတာမထိုးရဘူးဆိုချင်ရင်ဒေးကြတယ်ကျွန်တော်အိုင်လိုက်ပါလေတုံတုံကြီးနဲ့ဖြစ်နေမှာအဲ့လိုမျိုးအမတ်တရားလေးရောရှိရပါတော့ဒီတချို့ ဟိုညတိုင်းညလည်းမအိတ်ခရဘူးပေါ့ဒါကတော့ဒီကျွန်တော်တို့ရဲ့နေမြေဒီအကုန်လုံးကဆက်ကစားမတည်တဲ့နေရာရေလုံးမရှိဘူးသူတို့မြေပြင်ကနေသာသူတို့တွေတိုးမလာနိုင်တာဘယ်လိုပြောမလဲလင်းရင်နဲ့ဆိုလို့ရှိရင်တော့သူတို့တွေဘက်ကဘယ်နေရာမဆိုလှုပ်ဆောင်နိုင်တဲ့အခြေအနေမှာရှိရပါတော့အဲ့အချိန်မှာပဲ30ရက်နေဆိုရင်ကျွန်တော်တို့ထိပွင့်ပွဲလိုက်ကိုစပြီးလှုပ်ဆောင်ရမယ်ဒါပေမဲ့အဲ့30ရက်နေမှာပဲကျွန်တော်တို့ရဟာတွေလေ့ကျင့်ပြီးတော့ အမှုရေကိုတော့စင်မပြေတော့ဘူးဗောနော်မနေ့လည်းထားရအောင်မှာဆိုတော့ဟိုဟိုနားယူมาရမယ်ဆိုပြီးတော့ပြောပြီးတော့နားလဲချိန်ခဏပဲရှိသေးတယ်အာမောင်ဖိုက်တာလာပြီးတော့ကျဲပါလေရောကျဲတဲ့ခါကျတော့ကျွန်တော်တို့ရုံရင်းစံခတ်တွေဖြစ်ပြီးတော့ဟိုလူရှာဒီလူရှာအဲ့လိုနဲ့ဟိုနေရာရွှေ့ဒီနေရာရွှေ့နေတညာလုံးမအိတ်ခဲပါဘူးကင်းနေထက်ပြီးတော့အာဆေးဖျောင်းကင်းနေထက်ချချပြီးတော့ခါမှာသားပါအိုင်နေရာ30ရေနေရာ တညလုံးကျွန်တော်တို့မအိတ်ခဲ့ရအောင်ကျွန်တော်တို့ယုံကိုဒီပြင်းနဲ့ဖိုက်တာနဲ့လာကျဲသွားတယ်ပေါ့အဲ့ချိန်မှာစဉ်းစားမိရမနေ့ကျတော့အိုးငါအကြီးရလည်းမမှာဘူးရုပ်ကလည်းခါနေဟောရုပ်ကတော့မြင်တဲ့ခါနေတာပါပဲအာပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အဆင်မပြေမှတအားကြောက်သွားတယ်သူတို့လည်းကျွန်တော်မေးတယ်စင်ပြေနိုင်မလားဘောအာသူတို့တွေမြေပြင်မှာလာ ပြီးတော့ဖွင့်ဆိုတာလည်းဒါလုံးဝဟိုမျိုးဝက်ဆက်ကြီးတစ်ခုဟိုဘယ်သူမှဘာမှမပြောထားဘဲနဲ့ဟော ဒီလိုမျိုးကဖြစ်သွားတာဖြစ်တယ်ဆိုတာလေကျွန်တော်နေရာတွေပောက်ပြီးသားရယ်လေပောက်ပြီးသားရယ်ဆိုတော့သူတို့စကားစားဘက်ကလုံးမယ်ဆိုလို့ရှိရင်ပြရမယ်အဲ့ချိန်မှာလေကျွန်တော်တို့ ਨੇ အတူဒီညိုင်ဘက်ကလာမသိဘူးနေနဲ့ပြစ်ခံရတာပဲအဲ့လိုမျိုးအခက်ခဲတွေရှိတဲ့အခါကျတော့တော်တော်ကြီးကိုရှင်ကုန်တိတ်လို့ရှားရတယ်ပေါ့ပြီးတော့ဘာရှိလဲဆိုတော့ကျွန်တော်တို့ဒီစားတွေတကယ်လုံးကမမတ်မိဘူးပေါ့နော်မမတ်မိဘူးပြီးတဲ့အခါကျတော့ ထားပါတော့ secret ပေါ့နော် secret တွေဆိုလို့ရှိရင်မူရောကျွန်တော်ခေါင်းကောင်းမမတ်မိကြဘူးကိုမောင်နှမဒီအပေးယူပေါ့နော်အဲ့အပေးယူနေပဲကျွန်တော်တို့နေ့ကဒီ live ကိုသုံးသပ်အောင်ဒီဒါအပေးယူမြတ်မြတ်နဲ့ဆွဲသွားရတယ်အဲ့ခန္ဓာချက်စိတ်လှုပ်ရှားမှုတွေကတော့ကျွန်တော်တို့စီမှာအများတန်းရှိနေတာပေါ့နော်ကိုဟယ်ရီတို့လည်းဒီ life တစ်ခုလုံးကိုပေါ့နော်အဆင်ပြေပြေချောချောမွေ့မွေ့နဲ့ပြီးနိုင်ဖို့အတွက်ကိုအခက်အခဲတွေဒါတွေကနေအကုန်လုံးဝိုင်းဝန်းပြီးတော့ကြိုးပမ်းထားတာကိုလည်းမြင်ရပါတယ်။ဟိုစကားစားတော့လေ query ပြောသူလိုပဲနေရအနှံ့ကိုဒါဝေဟင်ကနေပြီးတော့ဘုန်းကျဲနေရအားလုံးအတိပဲလေနော်။ဟိုဒါပေမဲ့ဒီဖွံ့ဖြိုးရေးတစ်ခုလုံးကိုအောင်မြင်စွာနဲ့ဒါဖွင့်လှစ်နိုင်ခဲ့တယ်ဆိုတာအဲ့တူချင်းတယောက်ချင်းစီရဲ့အားနဲ့မရဘူးဒီရဲဘော်တွေအားလုံးပအဝင်အားဖြည့်ပေးတဲ့အတွက်ကိုလည်းဒါမျိုးထီမီဒါစုရဲ့ကုစား မြမကျေးဇူးများရေးတင်ပါတယ်။ဟိုကိုဟရီယာရောဒီ live ပြီးသွားတဲ့အချိန်မှာဘယ်လိုခံစားရလဲ။အဲဒါ live ပြီးသွားတဲ့အချိန်မှာကိုယ့်ရဲ့ဟိုပထမဆုံးတွေ့ရတဲ့အချိန်မှာစိတ်တရဟိုဖိအားတွေများတယ်ဒီ no stress တွေများတယ်အဖက်ဖက်ကနေပြီးတော့အဆင်ပြေပါမလားဆိုတဲ့စိတ်ကြီးနဲ့စခဲ့ရတယ်။ဒါပေမဲ့အအောင်မြင်မြင်နဲ့အဆင်ပြေချုံးမွေးစွာနဲ့ live တစ်ခုလုံးပြီးသွားတဲ့အချိန်မှာကိုဟရီရဲ့စိတ်ထဲမှာဘယ်လိုလေးခံစားရလဲ။ အော်ကျွန်တော်စိတ်ချင်တာလိုက်ပြီးသွားတဲ့အချိန်မှာဘယ်လိုခံစားရလဲဆိုတော့ပျော်တယ်ပေါ့နော်ပျော်တယ်ဆိုတာထက်ဟိုကိုလုံနိုင်သွားပြီပေါ့နော်အော်ကိုကြောင့်ဟိုကိုကြောင့်ဆိုတာထက်ကျွန်တော်တို့ဒီရဲဘော်တွေရဲ့စုပေါင်းအင်အားနဲ့အော်ဒီဇန်နဝါရီလအတွက်မြေဥတီဖွင့်ပွဲကိုကြောင်းအောင်မြင်အောင်ကျွန်တော်တို့တွေဖွင့်ပေးနိုင်လိုက်ပြီပြီးတဲ့အခါကျတော့ဟိုဘယ်လိုပြောမလဲဒါကကျွန်တော်တို့အတွက်ဒါမှတ်ဆိုင်တစ်ခုလို့လည်းပြောလို့ရတယ်ဗျဟိုဘာကြောင့်လဲဆိုတော့ ဟိုကျွန်တော်ထက်တော်တဲ့တက်တဲ့လူတွေအများကြီးရှိတယ်ဒါပေမဲ့ဒီခွင့်ရေးကိုကဟိုလူတိုင်းမရနိုင်ကြဘူးလေမရနိုင်တဲ့အထက်မှာကိုကအောင်မြင်အောင်လုပ်ဆောင်နိုင်သွားတယ်ဆိုတော့ကျွန်တော်တို့စစ်ကြောင်းတွက်လဲဒါဂုံယူရတဲ့အရာတစ်ခုပေါ့နော်ဟိုနောက်ပြီးခါကျတော့ထွင်ချက်တစ်ခုရှိတာလေကျွန်တော်လိုက်ပြီးပြီးချင်းမှာကျွန်တော်ကိုဒီကျွန်တော်နဲ့ရင်းနှီးရတဲ့လူတွေပေါ့နော်ကျွန်တော်ကိုတိနေတဲ့လူတွေက screen shot တွေယူပြီးတော့လာပို့တယ်အကျွန်တော်မကြည့်ရဘူးပြီးတော့ ဟိုအမှန်စင်တော့ကျွန်တော်တို့ live တီးပြီးပြီဆိုလို့ရှိရင်စီကြောင် live တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဘာတွေပြောသွားရလဲပေါ့နော်အတိုင်းဖောက်ညီခဲ့ရလားဟိုအချိန်ဆက်များရလားပြီးတော့လိုချင်တဲ့ဟိုရည်ရွယ်ချက်ကိုပေါ့နော်ဥတီရလမ်းကြောင်းတွေမှတ်သွားလားဆိုတာမျိုးကိုကျွန်တော်တို့ပြန်ပြီးတော့နှထောင်လေးရှိတယ်ဒါပေမဲ့အိုက်လိုက်မှာကကျွန်တော်လုံးဝမဟုတ်ဟိုမကြည့်ရဘူးဘာကြောင့်လဲဆိုတော့ဟိုသူတို့ဒီရိုက်ကူးရေးဖွဲ့သားတွေနဲ့မြေဥတီဖွဲ့သားတွေကတော့ စင်ပြေပြေအောင်မြင်မြင်နဲ့ပြီးဆုံးသွားပြီလို့ပြောပြီမယ်ကျွန်တော်ကတော့ဟိုမဝင့်မရေနဲ့ဟိုအိုက်လိုက်ကြီးကိုကျွန်တော်ထပ်မကြည့်သေးဘူးဆက်ကရင်ကြောက်ရလာဖို့တယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုး view site ပေးတာသိရမလားဟိုတို့လာဖို့တယ်ဆိုတာလဲကိုယ်ဒါတို့စိတ်ထဲမှာရှိနေတယ်တို့ဒီ live ကိုကြည့်နေတယ်တို့ဒီຫນွေဥတီကို cancel ထားတယ်အဲ့အတွက်ကြောင့်မို့တို့တွေဟိုလေးထားတယ်ဆိုတော့ကြာရုပ်တရားအထင်သားကြီးပေါ်လွင်နေတယ်ကွာဆိုတော့ဟောကိုနေနေကတော့ကျေးဇူးတင်လိုက်တယ်အဲ့ဒီဟာတွေကို ကျွန်တော်အနေနဲ့ပြန်ပြီးတော့ချက်ချင်းကြီးပြန်ပြီးတော့နားမထောင်နိုင်ဘူးဆိုပြီးတော့အခါကျတော့ကိုကိုရန်ကလည်းလက်ဖြာဖြစ်နေတဲ့အခါကျတော့အဲ့ချိန်မှာညာမအေးရတာရောဒီပင်ပန်းထားတာတွေရောဆိုတော့လုံးဝမှလူကအစဉ်ပြေနေတဲ့ချိန်မဟုတ်ဘူးလေအဲ့ထဲမှာစူးစမ်းပြီးလှုပ်ဆောင်နိုင်ခဲ့တယ်ဆိုတော့မူတီလေးလေးရတယ်ငါပြီးတော့ပျော်လဲပျော်ရတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲအဲ့ဒီချိန်မှာဖြစ်ပေါ်လာတဲ့ခံစားချက်တွေကတော့ဒါ တစ်တလုံးအမှတ်ရနေပဲခန်းစားချက်တွေပဲเนาะကိုရီเนาะဟုတ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူပေါ့เนาะဒီ IT ဇန်နဝါရီလထိပွင့်ပွဲမှာပါဝင်ပေးခဲ့တဲ့အာမှုပါဝင်ပေါ့เนาะကျန်တဲ့ရဲဘော်တွေလည်းဟိုဒါဘဝရဲ့ကြီးမားတဲ့အမှတ်တရတစ်ခုအဖြစ်ကြံရေးလိုက်မယ်လို့ကျွန်တော်လည်းယုံကြည်ပါတယ်။ဒါကြောင့်လဲဆိုတော့ဟို တာမန် live တွေနဲ့မတူခဲ့ပဲနဲ့ကျွန်တော်တို့တွေဒါကျွန်တော်ဆိုလို့ချင်းလဲကျမ်းမာရေမကောင်းဘူးပြီးတဲ့ခါကျတော့ကျွန်တော်တို့ရဲဘော်တွေဆိုလို့လဲ NA ဂျာတွေကနေပြီးတော့မှဒီ live ကြီးကိုကြွားအောင်ဟိုဆောင်ရွက်နိုင်ခဲ့တယ်ပေါ့ဟိုတခြားရာတွေထက်စားလို့ရှိရင်တော့အခက်အခဲတွေကြာနေရုန်းခတ်နိုင်ခဲ့တယ်ဆိုတော့အာ motivation ကတော့ကျွန်တော်တို့ရဲဘော်တွေအတွက်ဟိုအမြဲဟိုခွန်အားဖြစ်စေနေမှာလို့ကျွန်တော်ယုံကြည်တယ်ခင်ဗျဟုတ်ကဲ့ပါ အကူဟရီရောမှုရောပြီးတော့နောက်တစ်ခုကဒီတဲ့တဲ့နဲ့စစ်ကြောင်းကရေပေါ်လေးအကုန်လုံးကိုဒါနှင်းနှင်းလေးစားပါရယ်အကုန်လုံးကုန်ပြပါရယ်ကျေးဇူးလက်မြှိုက်တင်ပါရယ်ရှင်အဆက်ပြီးတော့မှုကိုမေးချင်တာလေးတစ်ခုရှိပါရယ်ဟိုလက်တလုံးပါပေါ့မှုတာဝန်ထမ်းဆောင်နေတဲ့ဒီတခွဲနဲ့ပတ်သက်ပြီးတော့ဟိုလိုအပ်ချက်တွေရှိလားဘာလေးတွေလိုအပ်နေရလဲဆိုတာလေးမျှဝေပေးပါဦး မူကတော့တက်ခွဲရဆိုတော့တက်ခွဲမှာတော့လိုအပ်ချက်တွေအများကြီးရှိရပါတော့အဲစစ်ကြောင်းမတူတာကတော့စစ်ကြောင်းအားကြတော့အဲတက်ခွဲတွေအကုန်လုံးပြန်ဖြတ်ချက်ပြီးတော့ရားရဲဟာတွေကိုအဲလိုအပ်သလိုထောက်ပံ့ပေးတယ်အဲဒါပေမဲ့မတူတာကလိုအပ်သမျှတိုင်းကိုလည်းစစ်ကြောင်းကမဖြည့်ဆည်းပေးနိုင်ဘူးဘာဖြစ်လို့လဲဆိုတော့ဒီအဲ planning ကိစ္စတွေရောဘာတွေရောပေါ့နော်အဲ့တော့ညီမတို့က အဲတက်ခွဲကနေပြီးတော့တက်ခွဲရဲဘော်တွေရဲ့လိုအပ်ချက်တွေကိုအဲညီမတို့ကအဲကိုတိုင်ပြန်ပြီးတော့ထောက်ပံ့ရတယ်ပေါ့နော်အဲညီမတို့ဖန်နင်းတွေဟိုရှာရတယ်ကိုတက်ခွဲနေတဲ့တက်ခွဲ page တွေထောင်းပြီးတော့ဖန်နင်းတွေရှာရတယ်ကမ်ပိန်းအသေးလေးလှောရတယ်ကမ်ပိန်းကြီးကြီးမားမားကတော့ကျောင်းနဲ့ပေါင်းပြီးတော့ပြုလုပ်တာပေါ့နော်ဒါပေမဲ့ဟိုကမ်ပိန်းတိတိလေးတွေကိုပါကိုပြုလုပ်ရတယ် ဗန်နာရေးစစ်စစ်ငွေရလဲအဲ့လိုပုံစံမျိုးပဲစစ်တောင်းနေပြီးတော့အဲသူရဲ့တတ်မှတ်တဲ့ campaign လုပ်ပြီးသွားရင်တော့အဲတက်ခွဲရဲ့လိုအပ်ချက်တိုင်း budget တွေချပြီးရဲဒါပဲတက်ခွဲကတော့မတူဘူးเนาะရဲဘော်တယောက်ချင်းစီတိုင်းကိုတက်ခွဲမှာရှိရဲရဲဘော်တယောက်ချင်းစီတိုင်းတော့တက်ခွဲရပဲကြည့်ရတာပေါ့เนาะဘာလို့လိုအပ်လဲ helmet တွေလိုတာလားဒါမှမဟုတ် vest တွေလိုတာလားအဲအဲ့လိုပုံစံမျိုးပေါ့ဟဲ helmet တွေလိုတာကြီးဘာကြီးက campaign တွေလုပ်ထားလို့ရတာပဲမဲ့တိုက်ပွဲတွေမှာပျက်စီးသွားတဲ့ဟာမျိုးတွေရှိရဲလေ ပုံမှန်ဟဲမက်ပြတ်သွားတာတို့ဒါမှမဟုတ် vas ကအဲ့လိုမျိုးတနက်ကြီးကထိပြီးပေါက်သွားတာတို့အဲ့လိုပုံစံမျိုးလေးတွေရှိတယ်အဲ့လိုဟာကြီးကကိုယ့်ဘာကိုနိုင်တဲ့ဘက်ကနေပြန်ပြီးဖြေရတဲ့တက်ခွဲတွေကပြီးွားရင်ရဲဘော်တွေရဲ့မိသားစုတွေအဆင်မပြေဘူးလားဒါဆိုရင်ရထားတဲ့ fanny နေနေရနေပြီးတော့နည်း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 ဒါမှမဟုတ်ရင်ရဲဘော်တယောက်ချင်းစီတိုင်းကရတဲ့မုတ်ဘိုးတွေကိုစုပြီးတော့အဲ့လိုခွဲဝေပေးရမျိုးလုပ်တဲ့အအခုကုံစည်းတော့တက်တော့ပူဆိုးရဲပေါ့နော်။ဒီက fanning ဥပမာအတလောက်သိန်း20ရှာနိုင်နေပဲထောင်းအခုချိန်မှာစီစည်းတွေကဒီဘက်မှာလည်းအရင်တက် တယ်အရင်က8000လောက်နဲ့ဝယ်လို့ရတဲ့ဟာဆိုအခုချိန်မှာ3သိန်းကျော်လောက်ပေးရတယ်ဥပမာဘယ်လောက်ပြောရမလဲဆိုတော့5ဆလောက်กว่าတော့ပါเนาะအဲ့တော့တစ်လတစ်လကို funding က30လောက်ရှာနိုင်ရင်ဒီ budget နဲ့ကမလုံလောက်တော့ဘူးရိတ်ခါဝယ်ရတာတွေအဲစီဝယ်ရတာတွေ စီဆိုလဲအမျိုးမျိုးပေါ့နော်စားစီဝယ်ရတာတွေစိုက်ကယ်စီဝယ်ရတာတွေဒါမှမဟုတ်အဲကားအတွက်ဒီစေးဝယ်ရတာတွေအဲ့လိုပုံစံမျိုးတွေပေါ့နော်ဒီမျိုးစုံနဲ့အဲဘတ်ဂျက်ကလိုအပ်နေတာပေါ့နော်အဲပြည်သူတွေကလည်းထောက်ပံ့နေတယ်နိုင်နေနေနဲ့ကူညီပေးနေတယ်ဒါတွေလည်းတည်တယ်အဲပြောရရင်ညီမတို့ဆိုအလို့မခံကျင်တော့ဘူးပေါ့နော်ဒါမှမဟုတ်အလို့တစ်ခုခုလုပ်ပြီးပဲပြန်မဲထောက်ပံ့ရမလားဘယ်လိုလုပ်ရမလဲပေါ့နော်အဲ့လိုမျိုးတော့စဉ်းစားမိရေပေါ့နော်ဟိုပင်ပန်းနေကြတာလည်းတည်တယ်ဒါပေမဲ့ဒီဘက်မှာလည်းအဲ့လိုမျိုးအခက်အခဲတွေရှိရဲ့ အနေရဒီသားအခက်ခဲကြောင့်အဲပစ္စည်းဝယ်ရရှားပါတာတို့ဒါမှမဟုတ်ကုန်စည်နှုန်းတွေအရန်တက်တာတို့အဲအဲ့လိုမျိုးတွေကြောင့်ညီမတို့မှာညီမတို့ရရှိရဲ့ fan နေညီမတို့မလုံလောက်ဘူးအဲ့တော့ညီမတို့ကကမ်ပိန်းတွေချက်လုပ်ရတယ်ဒီခါကျရင်ပြည်သူတွေကချင်နေပါတော့ပထမကမ်ပိန်းပြီးွားတာမကြသေးဘူးလေဘာလို့ထပ်လုပ်တာလဲအဲ့လိုမျိုးဆိုတာအဲ့လိုမျိုးအထင်မြင်မှားမှအောင်ကြောက်တယ်ပေါ့နော်ညီမတို့တက်ခွဲလေးမှလည်းညီမတို့တက်ခွဲနိုင်ငံကြီးအားအဲ့လိုအုံငွေရှားတာမျိုးရှိတယ်။ဒါကြောင့်စိတ်ထဲတော့တမျိုးမထားပါနဲ့။လူဝတ်ချက်တွေကတော့နေရိုင်းနေတိုင်းအများကြီးအများကြီးနီး ပြပောင်းဆောင်ကနေလိုအပ်နေတာအဲနောက်ထပ်အဲဥပမာတစ်ခုပြပြရမယ်ဆိုရင်အဲဒဏ်ရာရပြီးတော့ဟိုဘက်ကန်းကိုပို့လိုက်ရရဲဘော်တွေရှိတယ်ရဲဘော်တွေအတွက်စစ်တောင်းကတော့ထောက်ပံ့ပေးရမှန်တယ်ဒါပေမဲ့အဲသူကနိုင်ရနိုင်ရနည်း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 ထောက်ပံ့ပေးရပါတော့အဲ့လောက်အဲ့လောက်ထောက်ပံ့ပေးပုံမျိုးမျိုးနဲ့ဥပမာဒဏ်ရာရလူငယ်တွေကအဲဘယ်လိုပြောမလုံလောက်ဘူးအဲ့ခါကျရင်တက်ခွဲတွေကလည်းတက်ခွဲဘတ်ဂျက်အနေနဲ့ပြန်ပြီးထုတ်ပေးရတယ်အဲ့လိုမျိုးတွေအတွက်ညီမတို့ကပူအသုံးစိတ်ကြီးလဲလိုတယ် အဲလိုအပ်တာကြီးပြောပြရင်တော့အများမှအများအများကြီးပဲပေါ့နော်ပြောပြောလို့တော့မကုန်ဘူးပေါ့နော်ဟိုတိတ်တိတ်ကိုကိုရအအများကြီးလိုအပ်တယ်ပေါ့နော်အဲ့တော့ပြည်သူတွေအနေနဲ့လည်းအဲ့လိုမျိုးစိတ်စိတ်ဘယ်လိုပြောမလဲစိတ်မခုကြပါနဲ့ပေါ့နော်ညီမကတော့ဒီစကားဒီတိုင်းပဲပြောတတ်တယ်စိတ်မခုကြပါနဲ့ဟိုအလူရီခံနေရလို့လည်းအားနာပါတယ်ဒါပေမဲ့တကယ်လည်းလိုအပ်ချက်ကြီးကတကယ်အများကြီးရှိရပါအဲ့တော့ ຢາတွေမတက်နိုင်လေတခြား campaign တွေဒါမှမဟုတ် glitter တွေအဲ့လိုမျိုးကြီးအများကြီးလုတ်ပေးပြီးတော့ဗောနော်အဲကုညီပေးလို့ရပါတယ်အဲအဲ့လိုကုညီပေးနေတဲ့အကုလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါမူရေကျေးဇူးပါအခုမူပြောသွားတာတွေကိုနားထောင်နေနေလေဘလို့ခံစားရလဲဆိုတော့အခုကိုကိုရိုင်းလဲပေါဝင်နေရဲ့ထောက်ပို့နေရဲ့မှန်ပေမဲ့ဟိုလို့ညီပြန်มาလဲတကယ်လဲ ရန်နေတယ်တကယ်လည်းလိုအပ်နေတာရှိနေသေးတယ်ဆိုတော့ဒါမှုတို့ပြောပြတော့ထဲထဲဝင်တိလိုက်ရတယ်တိလိုက်ရတဲ့ချိန်မှလေးဘယ်လိုခံစားရလဲဆိုတော့ဟုတ်ပြီဟိုငါနှစ်ဆသုံးဆထပ်ပြီးတော့ကြိုးစားမယ်အဲထပ်ပြီးတော့ဆက်ပြီးတော့ဘောနော်ဒီထောက်ပို့နိုင်အောင်လို့ပို့ပြီးကြိုးစားမယ်ဆိုတဲ့စိတ်တည်းကပေါ်လာတယ်လေးတိလားအဲ့တော့ပြောပြပေးရတဲ့အတွက်ဟိုမှုကိုကျေးဇူးတင်ပါတယ် ကိုဟယ်ရီဆိုရင်ရောဒီတာဝန်ယူထားတဲ့ကိုဟယ်ရီရဲ့ဒီစစ်ကြောင်းထောက်ပို့နဲ့ပတ်သက်ပြီးတော့လိုအပ်ချက်လေးရှိလားဟိုဘာတွေလိုအပ်လဲပေါ့နော်အဲ့ဒါလေးကိုလည်းသိချင်ပါတယ်။အာကျွန်တော်ကတော့ဒီစစ်ကြောင်းထောက်ပို့တယောက်ဖြစ်တဲ့အခါကျတော့အာမှုနဲ့တော့မတူဘူးပေါ့နော်။ညီမလေးကကျတော့ဟိုဘယ်လိုပြောမလဲသူကခွဲတဲပဲအမှဟိုတာဝန်ထမ်းဆောင်နေရဆိုတော့ခွဲတဲနဲ့သက်ဆိုင်တာပေါ့။အဲ ကျွန်တော်ကတော့ဒီစစ်ကြောင်တစ်ကြောင်လုံးအတွက်ဆိုတော့ကျွန်တော်ရာသမြပတ်စံကဒီစစ်ကြောင်ရုံကိုပဲစီစဉ်တာပေါ့အဲ့ဒီမှာကျွန်တော်တို့ဒီလိုအပ်တာတွေကိုစစ်ကြောင်ကနေပြီးတော့ထုတ်ပေးနိုင်တာလည်းရှိတယ်ထုတ်မပေးနိုင်တာလည်းရှိတယ်ပေါ့ဒါကတော့ဟိုစစ်ကြောင်ပဲဖြစ်ဖြစ်တည်ရင်ပဲဖြစ်ဖြစ်လိုကယ်ပဲဖြစ်ဖြစ်ပကပပပပလာပအားလုံးပဲပေါ့နော်ဟိုသူနေရာနဲ့သူကလိုအပ်ချက်တွေကတော့အများကြီးရှိနေတယ်ဒါပေမဲ့ကျွန်တော်ကကျတော့ဟိုဘယ်လိုပြောမလဲကိုတာဝန်ယူထားရဲ့ဘဏ်ကစစ်ကြောင်ထားဖို့ပြတဲ့အခါကျတော့ကျွန်တော်ရှာနိုင်သလား ျွန်တော်စူးစမ်းပြီးရှာရတယ်ခက်တာကကိုကဟိုပြည်သူအားနာတတ်တာပေါ့နော်အားနာတတ်တဲ့ခါကျတော့တစ်ခါဒီမှာလုံကစစ်မပြေတာတွေရှိတယ်သူကိုစီကိုထောက်ပို့နေကြလူတွေသုံးမဟုတ်ပေါ့နော်ကိုနဲ့ဒီ Facebook မှာဖြစ်ဖြစ်နော် Telegram ဒီ social မှာပေါ့နော်ဟို friend ဖြစ်နေတဲ့လူတွေဟိုစကားလာပြောရလူတွေဆိုလို့ရှိရင်ကျွန်တော်အများဆုံးဗာတိရလဲဆိုတော့သူတို့တွေဟိုချက်တဲနေပြီ ဟိုသူတို့တွေစိတ်သွားတိုင်းကိုမပါတော့ဘောเนาะအဲ့လိုအခြေအနေတွေနဲ့ကျွန်တော်ကြုံရတယ်ကျွန်တော်ကိုယ်တိုင်လည်းပြန်ပြီးတော့ဒီ motive ပြန်ပေးနေရတယ်ဒီပြည်သူတွေပေါ့เนาะအရင်တော့တော်လိုင်းအစမှာအတက်ပြောပါဝင်ခဲ့တဲ့ပြည်သူတော်တော်များများကခုချိန်မှာဘယ်လိုပြောမလဲအရန်ကိုချက်တဲနေပြီပေါ့ချက်တဲနေတဲ့အခါကျတော့ဒီ project တစ်ခုနဲ့တစ်ခုကိုဟိုဆက်သွားမှလဲကြောက်တယ်ပရောဂျက်တစ်ခုပြီးတဲ့အခါမှာနောက်ထပ်အရေးပေါ်မဟုတ်ရင်ကျွန်တော်အနေနဲ့ ဟိုဘယ်လို project မျိုးမှာကျွန်တော်ဆက်မလုပ်ရှင်မှုမလုပ်ဝင်ဘူးပေါ့ဗျာဟိုဘာကြောင့်လဲဆိုတော့တစ်ခါလာလဲဒီလူတွေပဲကူပေးနေတယ်တစ်ခါလာလဲဒီလူတွေပဲကူပေးနေတယ်ဟိုသူတို့ကလည်းတည်တယ်တည်ဆိုတာသူတို့နိုင်ရဲ့တာဝန်ကိုကြိုးစားပြီးတော့ထမ်းဆောင်နေကြတာဆိုတော့ကိုလည်းအားနာတယ်တကယ်ဆိုလို့ရှိရင်ကျွန်တော်လည်းဒီဟိုတစ်ခါလေးကြာရင်ဒီတာဝန်ကြီးကိုပေါ့နော်ဟိုရက်ပြေးလိုက်ဖို့ထိကျွန်တော်တွေးတယ်အော်တွေးလိုက်လို့ရှိရင်လည်းဟိုရှည်ရန်ရဲဘော်တွေရောကျန်တဲ့ ဟိုညီကိုတွေရောဗောနော်ပြန်ပြီးတော့အားပေးတယ်ရှေ့တန်းမှာသွားလို့အသက်ဆုံးရှုံးသွားရဆိုလို့ရှိရင်ဒါကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်လာနိုင်တယ်အခုကဟိုနောက်တန်းမှာနောက်တန်းဆိုပေမဲ့ကျွန်တော်တို့လည်းဒီတခြားလူတွေထက်စားလို့ရှိရင်တော့အနေရရတော့ရှိတာပဲဗောနော်ဟုတ်အဲ့ဒါမှသူတို့တွေပြောကြတယ်ဟောကိုဟယ်ရီယာဒီထောက်ပို့နေရာမှာတာဝန်ယူထားတာကဒါတင့်တော်တယ်ဗော အလုံးစုံရှေ့ရရဲဘော်တွေအကုန်လုံးကိုပြန်ပြီးတော့ငဲကြည့်နိုင်တယ်အကိုနိုင်တဲ့အရာတွေအများကြီးရှိတယ်ဆိုတော့သူတို့ရဲ့မူတည်တွေနဲ့အကိုဒီမြာကြီးကိုဟိုဆုံးလို့ပြီးသူတို့နဲ့ဒုဒုပောင်ပဲရှေ့တန်းမှာပဲနေမယ်လို့တွေးလိုက်တဲ့ဟိုစီစဉ်နေရပြက်ပြက်သွားတာပေါ့ဟိုတခါတလေကြားလို့ရှိရင်ကိုရဲ့ဒီအလုံးနဲ့ပတ်သက်ပြီးတော့ခဏခဏပြန်ပြီးတော့စဉ်းစားတယ်ဟိုဘယ်လိုပြောမလဲကိုကသူတို့ကိုလိုသလောက်ဖြည့်မပေးနိုင်ဘူး ဟိုအထူးဖြင့်ကိုရဲဘော်တွေပေါ့နော်ဟိုကြားတဲ့ချိန်အဲ့လိုမျိုးတင်းစကြားတဲ့ချိန်မျိုးဆိုလို့ပြင်ဟိုတော်တော်ကြီးဟိုစိတ်ထဲမှာကြေကွဲရတယ်ဟိုဒီဒါလည်းပြီးခဲ့တဲ့ဒီလိုက်အမှ project လုံးကလည်းကိုရီးယားစူးစမ်းနေတာကသူတို့ကိုဒီကြီးကားတွေတက်ဆင်ပေးဖို့ရာဒီ first day ဟိုတက်ဆင်ပေးဖို့ရာအတွက်အတုံးခွန်တိုင်းလုပ်နေတဲ့အချိန်မှာတယောက်ပြီးတယောက်ကြာတယ် အဲ့ဒီမှာလုံးဝမအောင်လေဟိုကိုကိုကိုနလန်မထူချင်တော့ဟိုကိုလုတ်ပေးတဲ့ project လေးတောင်ပြီးအောင်သူတို့တွေကိုကိုစောင့်မသွားနိုင်ဘူးပေါ့အဲ့လိုပုံစံမျိုးတွေဖြစ်နေတဲ့အခါကျတော့ဟိုစိတ်ထဲမှာရတော့တာကြီးဟိုအကြည့်ခွဲရတဲ့ငါးလားတွေကိုစူးစမ်းပြီးတော့အဆင့်ပေးနိုင်ခဲ့မယ်ဆိုလို့ရှိရင်ငါတို့သာပို့ပြီးတော့ဒီထက်ပို့ပြီးတော့စူးစမ်းနိုင်ခဲ့မယ်ဆိုလို့ရှိရင်ငါတို့သာဒီထက်ပို့ပြီးတော့ network တွေကျေပြန့်ခဲ့မယ် solution တွေ စီအားနေပြီးတော့မှာဗောနော်သူတို့ကြည်ပြူတဲ့ပမာဏဗောအဲ့ဒါကိုနေချင်းနေစုပြီးတော့ဒါအနုတက်စင်ပေးခနိုင်ခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ရေဘော်တွေကိုကျွန်တော်စုံရမှာမဟုတ်ဘူးဟိုကျွန်တော်ကတော့ရေဘော်တွေကိုစုံရှုံလဲရတာဗောဒါပေမဲ့မိသားတွေကကျွန်တော်ပြန်ပြန်နိုင်တော့တဲ့တာသမီတွေကိုစုံရှုံသွားတာလေမိသားစုဝင်တွေဆိုလို့ရှိရင်လည်းဒါညီကောင်မောင်နှမဟိုဇနီးအစရှိတဲ့ဖြစ်ဗောအများကြီးဟိုသူတို့တွေကကြီးကြိုက်ခံစားနေရမှာပေါ့ ဲ့တော့ဒီကျွန်တော်ဘာတွေးလဲဆိုတော့ကျွန်တော်ရဲ့လုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိကျပို့ပြီးတော့အောင်းဆုံးဖြစ်အောင်ကြိုးစားမယ်ပြီးတော့ဟိုအားငယ်နေတဲ့ပြည်သူတွေကိုကျွန်တော်အနေနဲ့တိထပ်ပို့ပြီးတော့ခွန်အားပေးနိုင်အောင်ကျွန်တော်ကြိုးစားမယ်လို့တော့ဟိုညွှန်ထားတယ်ခင်ဗျ ဟုတ်ကဲ့ပါဟိုကိုရီပြောတဲ့အချိန်မှာပေါ့နော်တွင်းမိလိုက်တာကဟိုပြည်သူတွေကလည်းဒါကိုချစ်တဲ့ပြည်သူရဲဘော်တွေကိုအဆင်ပြေမလားအအစအစရရဘီကင်းလုံးဂျုံလားဟိုအဆင်ပြေပြေနဲ့နေနိုင်ထိုင်နိုင်လားဆိုပြီးတော့စိတ်ပုံနေတယ်လို့ဒီပြည်သူရဲဘော်တွေကလည်းဒါပြည်သူတွေအားလုံးကြက်တဲနေရတဲ့အချိန်မှာဟိုကုညီခိုင်းရတာလေအားနာတယ်ပြည်သူတွေကိုလည်းပြန်ပြီးတော့ပြည်သူရဲဘော်တွေကစိတ်ပုံနေတယ်ဆိုတော့ အတွေ့လေးခံစားချက်လေးမျိုးရသွားတယ်ဟိုအဟိုပေါ့နော်ဒီလို အားလုံးကိုဟယ်ရီပြောသွားသလိုပဲဆုံးရှုံးလိုက်ရတဲ့အရာတွေလည်းရှိတယ်ဒီဆုံးရှုံးသွားရတဲ့အရာတွေဆုံးရှုံးမှုတွေအလဟာတမဖြစ်သွားအောင်ပေးလိုက်ရတဲ့ရဲဘော်တွေရဲ့အသက်တွေအလဟာတမဖြစ်အောင်ဟိုအားလုံးအတူတူဆက်ပြီးတော့ plan တိုင်းရောက်အောင်တက်ညီလက်ညီနဲ့အတူတူဆက်ပြီးသွားကြမယ်နောက်ပြီးတော့နောက်ထပ်တံမိုးရှိရဲ့ရဲဘော်တွေရဲ့အသက်တွေမဆုံးရှုံးရအောင်လေဆက်ပြီးတော့ ဝိုင်းဝန်းကြိုးပမ်းပြီးတော့ထောက်ပို့ဖို့လေဒီနေရာလေးကနေမြေသားရဲ့ခန့်ချင်ပါတယ်